အစရောအောင်လာစားပေးကြီးရဲ့အမွေအားလုံးကိုစက္ကန့်လိုက်ပြီးဆိုပြီးတော့နုမြလောကမာနာမီကြီးနေတဲ့အစရောလွမ်းပိုင်ကတော့အခုမှတော့ကိစ္စတွေအကုန်လုံးကပေါ်ပေါက်လာတာဖြစ်တဲ့အတွက်သူ့တဘွားတလျှောက်လုံးထိမ့်သိမ့်လာတဲ့တိတ်ခါတွေအကုန်လုံးတမနေ့အတွင်းမှာပဲရေဆုံမျောသွားခဲ့ပြီလေဖြစ်ပါရီသူနဲ့ရောဖောအေထောက်ကိုရုပ်ရှင်ရိုက်ပေးခဲ့တဲ့နော်ပြည်ပြည်ညမနေငယ်ကနေအချောင်းမြမြချောင်းထွက်ပြေးသွားခဲ့ရတဲ့ဒရိုက်တာပြင်းဒီရကလည်းရောဖောအေထောက်နဲ့ ောင်းပိုင်တွေကိုသူကိုယ်တိုင်ကရုပ်ရှင်ရိုက်နေစဉ်အတော်အတွင်းမှာမင်းသားကိုနေဖို့အတွက်သခန်းပြီးတယ်မင်းသမီးကိုနေဖို့အတွက်သခန်းပြီးတယ်ဒါပေမဲ့လောင်းပိုင်ဟာနော်ဖောအေထာအခန်းကိုသွားပြီးတော့နော်ဖောအေထာနေပဲအတူတူအဲ့အကြောင်းကိုသူကလည်းပါဇက်စီမဆောင်ပဲဒရိုက်တာတယောက်ရဲ့စီမဆောင်ပဲနဲ့တော့သူမြရဲ့ personal ကိစ္စကိုဖော်ထုတ်လိုက်တာဖြစ်တဲ့အတွက်တနိုင်ကလုံးကလည်းထပ်ပြီးတော့လောင်းပိုင်ကိုအန်အိုကေဂျာယာပြန်ပါတယ်အခုဗီဒီယိုဖိုင်ကိုဖြတ်နေသူကဘောဘီဆော့ဆာဖြစ်ကြောင်းကိုလောင်းပိုင်ကတော့အတည်ပြုထားလိုက်ပြီးဖြစ်တယ် အဲ့ဒီဗီဒီယိုဖိုင်ကိုသူ့အပြင်နော်တွမ်းပိုင်ကသူကိုယ်တိုင်နဲ့နော်ဖို့အထားပြင်တည်တဲ့သူမရှိပါဘူးတဲ့သူရဲ့ဖုန်းကနေဟက်ပြီးတော့ဘောဘီဆော့ဆာတို့ကတချင်းထွက်မယ်အကြမ်းနဲ့နော်တခါတည်းပဲယူပြီးတော့တခါတည်းထုတ်လိုက် online ပို့ကိုဖြန့်လိုက်တာပေါ့ဗျာအဲ့လိုမျိုးလုံခြံသွားတာဆိုပြီးတော့တွမ်းပိုင်ကပြောလိုက်ပြီးလေးဖြစ်တယ်ဒါကြောင့်အခုမှတော့ Bobby Soxsay ရဲ့ HD ဆိုပြီးတော့ Telegram ပေါ်မှာတန်ထန်လာတာကိုတွေ့ရပါတယ် အဲ့ဒါကတော့လွန်ပိုင်ရဲ့လက်ချက်ဖြစ်ကြောင်းကိုအများကတော့ကောက်ချက်ချနိုင်ကြပါပြီ။လွန်ပိုင်ကတော့ဘောဘီဆော့ဆာကိုကလဲစားချေဖို့တော့လုံးဆောင်လိုက်ပြီလေဖြစ်ပါရယ်ဗျာ။